ဖကဲမျိုးနယ်အတွင်းယခုချိန်ထိတိုက်ပွဲများဆက်လက်ပြင်းထန်နေမှုကြောင့်တိုက်ပွဲဆောင်ဒေသခံပြည်သူအများပြားဟာတိုက်ပွဲဆောင်ကာလကြာရှည်လာတာနဲ့အမျှစောင့်ဝတ်နေရေးနဲ့စေဝါတို့မှလည်းအခက်အခဲများနဲ့ပုံမကြုံတွေ့လာရတယ်လို့တိုက်ပွဲဆောင်ပြည်သူများထံမှသိရပါတယ်။ 2025ခုနှစ်ဇူလိုင်လပိုင်းမှာစ၍ဖက်ကမြို့နယ်အတွင်းရှိရှရော်ခေါ၊မြောက်ဖြူ၊မနောင်၊မောင်မောင်ချံ၊တောင်မြို့၊ပါလာခေါ၊တောင်ချုံ၊မော်ဝမ်းကြီးမော်ဝမ်းလေး၊စွန်ခိုင်ရံနဲ့အမိုက်ပုံကြီးရွာများမှတည်တော့ခံပြည်သူတပေါင်းကျော်လို့ဟာတိုက်ပွဲများကြောင့်မိမိနေရများကိုစွန့်ခွာပြီးတိုက်ပွဲဆောင်စခန်းများတွင်နေထိုင်ရတာဟာလေးလနီးပါးကြာမြင့်လာပြီးဖြစ်တယ်လို့တိုက်ပွဲဆောင်ပြည်သူတို့ကဆိုပါတယ်။ တိုက်ပွဲစဖြစ်ကြတဲ့ကစစ်ဆောင်နေရတာအခုဆုံး၄လဝန်းကျင်ရှိပြီးစစ်ဆောင်စခန်းကလည်းအရေးပေါ်ကိုတူကိုထားလုပ်ပြီးနေရတာအဓိကကတော့အစားအသောက်အဝတ်အထည်နဲ့ဈေးဝါးတွေပိုးပြီးလိုအပ်နေတယ်။စောင်းတွင်းကလည်းဝင်လာပြီးလေအများစုကကိုလို့ယုံပြီးပြေးလာကြရတော့ဘာမှပါမလာကြဘူးလေမိသားစုများတဲ့သူတွေဆိုပိုပြီးဒုက္ခရောက်ကြတယ်လို့သူကပြောပါတယ်။ ဖကန့်ဒေတာဟာတိုက်ပွဲကာလကြာမြင့်လာတာနဲ့အမျှကုံသွဲရေးစီးပွားရေးလုပ်ငန်းများဟာလည်းခက်ခဲလာပြီးတိုက်ပွဲဆောင်ပြည်သူများအတွက်ကူညီထောက်ပံ့မှုများဟာလည်းနေပါလာကောင်ယခုလက်ရှိမှာပြန်လည်ဖြစ်ပွားနေတဲ့တိုက်ပွဲများကြောင့်တိုက်ပွဲဆောင်လူဦးရေမှာလည်းပုံမှန်များပြားလာနိုင်တယ်လို့တိုက်ပွဲဆောင်ပြည်သူတို့ကထပ်မံပြောပါတယ် ဟုတ်ကဲ့ပါကအခုလက်တလို့ဆိုတိုက်ပွဲတွေကပြန်ဖြစ်လာနေတယ်။အခုလိုသာဆက်ဖြစ်နေရင်တိုက်ပွဲဆောင်ဥယေကထပ်ပြီးများလာဖို့ပဲရှိတယ်။အခုဆိုတိုက်ပွဲတွေကြောင့်စီးပွားရေးတွေ၊ကုန်တယ်ရေးတွေကခက်ခဲလာတော့စစ်ဆောင်စခန်းကိုလည်းကူညီထောက်ပံ့မှုတွေတိတ်မရှိတော့ဘူး။နောက်ပြီးအပြင်မှာအလုထက်လုတဲ့စစ်ဆောင်ကပြည်သူတွေကလည်းအလုလက်မဲ့တွေဖြစ်လာတယ်။ဒီတော့အဆော့ဆော့ရရပို့ပြီးခက်ခဲလာတာပေါ့လို့သူကပြောပါတယ်။ ဘာကမြို့နယ်မှာတိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ဇူလိုင်လမှစပြီးငွေကြေးအတော်အသင့်ရှိတဲ့ပြည်သူများမှမိုးကောင်းမွန်ရင်မြစ်တနာများကိုထွက်ပြေးတိမ်းချောင်ကြတော့လဲငွေကြေးမတက်နိုင်ကြတဲ့ပြည်သူများအနေဖြင့်ယခုလိုကိုထူကိုထစစ်ဆောင်စခန်းမှသာနေထိုင်နေကြရပြီးတိုက်ပွဲဆောင်ကာလကြာရှည်လာတာနဲ့အမျှစားဖို့နေရင်းနဲ့ဈေးဝလိုအပ်ချက်တို့မှာပုံမှန်များပြားလာပြီးကုညီထောက်ပံ့မှုများလိုအပ်နေတယ်လို့သိရပါတယ်။ ဖကန်မြို့နယ်မှာကိုတူကိုတတိုက်ပွဲဆောင်စခန်း၅ခုရှိပြီးလူဦးရေအားဖြင့်တထောင်ဝန်းကျင်အထိရှိကြောင်းနဲ့အချို့တိုက်ပွဲဆောင်ပြည်သူများကလည်းအိမ်ခန်းများ၅ရပ်နေကြကအချို့မှာလည်းဆွေမျိုးများရဲ့နေအိမ်များမှာနေထိုင်နေကြရတယ်လို့သိရပါဗျ။